ည့်အချစ်ရဲ့ဘယ်လိုဘယ်လိုပေါ့ငွေတက်တဲ့ကြောင်းမျိုးပဲဆက်ချက်တော့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 ဘာမှပူလောင်စရာဘာမှမလုပ်ဘူးပေါ့လားဒီကတော့တရားကြောင်းနဲ့ညီညာနိုင်တယ်တရားမလို့ချင်တာတရားအေးမှတ်သားပါတယ်နော်လုတ်လုတ်သားတယ်ဆိုတော့အဲ့ဒီလုတ်ဖြစ်ဘူးအဲကြောင်ကြောင်တော့ဒီကျူးလို့မဖြစ်ဘူးပေါ့နော်ဒီကြောင်မကြိုက်သေးပါဘူးကြောင်မကောင်းတဲ့အရာဖြစ်ဆိုတော့အဆင်ပြေပါတယ် ပို့ပြီးဒီနောက်ပိုင်းလည်းအဲ့ဒါကိုပြောကိုပြောနေတာဟာလက်ခံပါတယ်တရားလက်ခံပါတယ်ဆိုတော့သူစီဘေးမှာကျောင်းဘေးမှာတစ်ချိန်လုံးဒီလိုအပ်ချက်တွေပေါ့လိုအပ်ချက်တွေဘာကြီးရှိမလဲဒီဘယ်ယာတွေကကိုကောင်းသွားစေလဲဆိုတာအနေနဲ့ဒီကြည့်ပေးနေရှိတယ်ဆိုတော့ကျွန်တော်ရှင်တွေတော့အချင်းတွေလည်းဆိုတော့ရှင်တွေတော့ပြောတော့နောက်ထပ်လူမျိုးရေးပိုင်းပဲဖြစ်ဖြစ်အခြားစီးပွားရေးပိုင်းပဲဖြစ်ဖြစ်အခြားကျမ်းမာရေးမိသားစုရေးအခြားအကုန်လုံးအချင်းများရေးအကုန်လုံး နောက်မှာဒီဒီကတခြားစပုတ်လုပ်ပြီးဆိုတော့အဲဒီအရမ်းလေးမရှိပါဘူးနော်သာထားတယ်အဓိကတော့အဲဒီဇက်ကကြောကစိုးတို့စရေးစင်ကလေးရတယ်လီလီရဲ့အမည်ကာရိုက်တာလီလီဆိုတဲ့ကာရိုက်တာကိုအဲဆိုတော့ဒီစာရေးမှာအတိုင်းမဲ့ထည့်ပြီးရေးထားတာဆိုတော့လီကအများကြီး ။ဒါကြောင့်ရုပ်ရှင်ထဲမှာမပါလာတဲ့ကက်လေးစင်းနေရှိသေးတယ်။စင်းနေဆိုရင်ဘီယန်းစုထားတဲ့ဒီမိုးလက်ကိုယန်းစုထားတဲ့စင်းနေလည်းပါတယ်။မျိုးတို့ကအချိန်ရမျိုးစင်းနေချက်ပါလေမပါလာလေးလို့ရှိရောနော်။ဟုတ်ဟုတ်အဲဇလန်ရေးရတော့အကုန်လုံးမြတ်မြတ်သုတ်တာပါပဲဆရာ ိကတော့ဇလန်ကိုဒီလို့ရှိရင်အပေါ်မှာတော့ယူသားရပါတော့ဟိုဘယ်ဘက်မှာကျွန်တော်ဘက်လိုက်ကတော့တော်ရတာရေးရတော့မရှိဘူးဒီမှာဆိုလည်းကိုတိုင်ရဆိုလည်းကိုတိုင်ရပေါ့လို့တော့တကယ်ချင်ဆိုလည်းတကယ်ချင်တော့တူတူအဲဘုံဆိုကိုထူးမမီတတဲ့ဆိုအကောင်လုံးကာရီတာကိုအကောင်းဆုံးရေးထားတယ်အဲ့ဒါကမှအဲသူ့အတွက်ကတော့တကယ်ကျွန်တော်ဒီမှာတွေ့ထရိုင်လာနဲ့မှာတွေ့ပါလိမ့်မယ်ကိုထူးနဲ့နေအောင်အစင်းပေါ့နော်ကော့ကော့ပရီနဲ့မှာအဲ့ဒီအစင်းကတော့ကျွန်တော်ဒါဒီလိုရှင်နဲ့မှာအကြိုက်ဆုံးအစင်းအကြိုက်ဆုံး shot လေးဖြစ်တယ်ပေါ့ဒါတော့ဒါအမှတ်မထင်ဘဲနဲ့မရွယ်ဘဲနဲ့ favorite ဖြစ်သွားရင်ပါပါအဲ့စင်းတူရိုက်ပြီးတော့ပြန်နေနေကြပြောတယ်အဲသူပြန်အားရတယ်အဲ့စင်းကိုသူလာတယ်မှာတော့ချိန်စင်းသူလာတဲ့အချိန်မှာစင်းစင်းဒီနေ့ရိုက်ခဲ့တာသူပြီးသွားပြီဆိုပြီးပြောတယ်ဆိုတော့အဲ့စင်းဒီလည်းအဲ့စင်းကိုတရုတ်ဆောင်လာအရင်ကြိုက်တယ်အရင်ကြိုက်တယ်ဒီမှာပြိတ္တတွေရွှေရှင်ကြည့်တဲ့အခါကျရင်ကောင်းလို့အပန်အမေနဲ့တူတူထွက်လာမယ်ထင်ပါရဲ့အဲ့ဆင်းမျိုးထွက်လိုက်လို့ဆိုတော့ လီကတော့အစိုးရကြီးကသူ့ကိုအထင်ကြီးတာပေါ့ပြီးတော့လီကရှေ့မှာလည်းအာဒါဆောင်းလေစကားရင်ကလေးကအချိန်ပြူပြီးသားလို့ပြောပေါ့နော်အဲ့မှာပါသူ့ရဲ့ဒီပထမအောင်ဆုံးရုပ်ရှင်အစွဲဆိုတဲ့ကားလေးကိုလည်းကြည့်နေတာဆိုတော့အဲ့အစွဲမှာလည်းသူအများကြီးသူ့ရဲ့ဒီတိထားတဲ့အဲဇက်တစ်ခုကိုသူဘယ်လိုမျိုးပုံဖော်မလဲကာရက်တာတစ်ခုကို ဲ့ဇက်ကောင်တစ်ခုကိုဘယ်လိုမျိုးအခြေခံပြီးတော့မှဘယ်လောက်ထိခံအောင်ပုံပေါ်မဲဆိုတဲ့ဟာကပေါ်နေအောင်သူဆွဲမှာလည်းပုံအဲ့ဒါကိုလည်းဒီကနေနေတာဆိုတော့အဲဒီကားမှာလည်းသူကကပြောလို့ character ရဲ့အရှင်းမှာဒါပေမဲ့အဲ့ character တစ်ခုချင်းစီတိုင်းကိုအဲသူနဲ့အမနဲ့တခြားလေးသူတို့နှစ်ယောက်အဲဒီ character တွေရဲ့ဖြစ်တဲ့ဖြစ်ထိုက်တဲ့အရာတွေကိုထည့်ထားတာဒါတော့မှဖွင့်လင်းပြောရင်အများစုကတော့ release နေများပါတယ် release မပါတာများတယ်ဆိုတော့ဒီဒီ graduation ညောင်ပါ release ဆိုလဲ လီဒီဒီမိုလက်ပေါ်မှာဘယ်လိုမျိုးဖြစ်စေခြင်းလဲဒီမိုလက်ဒီမိုလက်ကဂျိတ်ကောတကယ်ချင်းနေရာဘုံမှာဘယ်လိုမျိုးအဲဒီပေါ်မှာစကူလုပ်တဲ့တကယ်ချင်းကောင်းဆိုတဲ့ဟာကိုသူတို့ပေါ်လဲအောင်ရေးပေးထားရခြင်းအကျိုးဟာလေးရောက်နေလို့ဒီအချိန်အချိန်ရပါလားလို့ဆိုတော့သူခက်ခနာဟာလေးပြန်ဆက်ရရင်တော့အရင်ကလေးလည်းအချိန်ရှိနေတယ်ဒီကမ်းမှာလည်းခုလင်းပြောရင်ဒီကိုယ်တိုင်ပေါ်မလေးဆောင်ရတဲ့ဟာကိုဒီကိုယ်တိုင် းမှာကျွန်တော်ပြမှာတစ်ချိန်တော့ဒီလိုအပ်ချက်တွေပေါ့လိုအပ်ချက်တွေပါရှိမလဲဒီဘယ်နေရာကိုကောင်းသွားစေလဲဆိုတာအနေနဲ့ဒီကြည့်ပေးလေးရှိတယ်ကျွန်တော်ကိုမရှင်ဘူးတစ်ချိန်တော့ရှင်းနေလို့ရှိတယ်ရှင်းနေလို့ရှိတယ်ပြီးတော့နောက်ဆက်ဒီလူမျိုးရေးပိုင်းပဲဖြစ်ဖြစ်အခြားစီးပွားရေးပိုင်းဖြစ်ဖြစ်အခြားကျမ်းမာရေးမိသားစုရေးအခြားအကုန်လုံးအရှိမရေးအကုန်လုံးနောက်မှာဒီဒီကတခြားစပုတ်လုပ်ပြီးတော့ အဲ့ဒါတရားနာမျိုးရှိပါရင်ပါအရင်ကလည်း fresh ဖြစ်ပါရဲ့ဒါပေမဲ့ဟိုကင်မရာရှေ့မှာမထွက်တော့အခုမှ fresh ဖြစ်တဲ့ဟာကိုပြီးတော့နေသွားတာပေါ့ဆိုတော့အချစ်က fresh ဖြစ်စေအလဲဘလို့ပြောပြမိကင်မရာလေးကပူချူးတလို့မရဘူးဟုတ်လားချစ်ခံရတာရရရှိပါလို့သူပူချူးပူချူးအဲ့ဒီမှာအဲ့ဒီမှာကြတော့ဟုတ်လေဟုတ်လေဆိုရှယ်မီဒီယာမှာကျွန်တော်ကြည့်ပါဟုတ်ရဲ့ဒီရရှိပါ မိယာရှိမှဆိုအစ်ပေါ်မှာပြီးတော့ဖြစ်နေတာဒီနေ့တက်တဲ့ကြောင်းမျိုးပဲဆက်ချောင်းတော့ဆက်ချောင်းတော့ကျနော်ပါလို့တော်တယ်ဆရာပါလဲဘာမှပူလောင်စရာဘာမှမလုပ်ဘူးပေါ့ဒီကတော့တရားကြောင်းနဲ့ညီညာနိုင်တယ်တရားမလို့ချင်တာတရားငြင်းမှတ်သားပါတယ်နော်လုံးလုံးသားတယ်ဆိုတော့အဲ့ဒီလုံးဖြစ်ဘူးတရားကြောင်းနဲ့ဒီအကျူးလုံးမျိုးပေါ့နော်ဒီတရားမကြိုက်သေးဘူးတရားမကောင်းတဲ့အရာဖြစ်ဆိုတော့အဆင်ပြေပါတယ် ိုပြီးဒီနောက်ပါရလေအဲ့ဒါကိုပြောကိုပြောနေတာဟုတ်ပါဘူးအဲစုခဲပိုင်းကလည်းများပါတယ်ကြီးကျူးရလည်းများပါတယ်ဆိုတော့ပုံမှန်ဆိုတော့သူကလေစုစုရဲဆိုတော့အဲ့လိုကျွန်တော်လိုအပ်ချက်တွေများတယ်လိုအပ်ချက်တွေမများဘူးသူကပြောပြရတယ်များတယ်အဲ့ဒီတစ်ဖက်နဲ့ကြီးကျူးရလည်းပြင်းများလာတယ်အခုလုံးပါကြီးကျူးပါတယ်ကြီးကျူးပါတယ်ကျွန်တော်ပြင်းရင်တော့ကြီးကျူးတော့ပြင်းမချင်းစုနေဟုတ်တယ်ပြောတယ်အဲ့လိုပါတော့ပြောတယ် ော့ဒီကားရိုက်တော့ကဒီကားရိုက်တော့ကစိတ်တက်ကြရဲ့စိတ်တက်ကြတော့ဒါရက်ကူးနေပြောရင်တော့အာစီစဉ်သူနဲ့ကျွန်တော်နဲ့ဒေါ်ဂျာနဲ့စီစဉ်သူနဲ့အာရှိတယ်ရှိတယ်ခိုက်တယ်နေပါဘူးအာဒီကတော့ဖွင့်လင်းတော့ရင်ဒါတောင်းဝင်းယူနီတာတကားဖြစ်တော့ PC အောင်ဂျက်စီဆိုနေဆိုတော့ဘာလို့လဲဆိုကြောက်လိုက်မယ်နော်ဟာလို့ကြောက်လိုက်မယ်နော် professional ဆက်ပါလေ professional ဆက်ပါမယ်အာအဓိကလေတို့ဒီကားကြီးရိုက်နေတယ်တော့ကွက်ပါမယ် စ်စစ်ကစဆောင်ပါတဲ့ production ကိုထိလိုက်တယ်။ထိလိုက်တော့တင်းတစ်ခုလုံးသူ့ရဲ့တင်းတစ်ခုလုံးဖြုတ်လိုက်တယ်။ဖြုတ်လိုက်တော့သူရဲ့စိတ်ညစ်သွားတယ်။အဓိက ီဇက်တစ်ခုလုံးမျိုးသူဘလို့ရိုက်မယ်ဆိုတဲ့ဟာတွေဟိုအရှိရက်တွေညပေါင်းများစွာသူမအိတ်ခံနေသူကမြင်နေရတာပေါ့နော်သူလုံးလုံးနေခဲ့တဲ့ပြောဆိုခဲ့တဲ့ဒီလူတွေအကုန်လုံးအလုံးလုံးဖို့အတွက်အဲသူချခဲ့တဲ့သူလုံးချင်းနဲ့ဒါမျိုးတွားချင်းနဲ့ဆိုပြောခဲ့တဲ့လူတွေအကုန်လုံးက totally အကုန်လုံးအစအဆုံးချင်းသွားပြီးတော့မှအဲတရားလိုင်းလုံးတခြားနောက်ထပ်အဲသူအခွဲလုံးမျိုးထည့်လိုက်တာဆိုတော့သူရမ်းစိတ်ညစ်သွားတယ်ဒါပေမဲ့လီရောကဘာကိုတွေးလဲဆိုတော့ဒါဒီလီရောဒါလိုက်တဲ့ဟာလဲတစ်ဝက်ကျိုးနေပြီ အဲဆိုတော့နောက်ကောင်းလေးပဲပြီးသွားဖို့အတွက်ပဲရှိနေပြီးတော့အဲသူ့လည်းဆက်လုပ်ဖို့အတွက်နေရတော့အာဖြစ်သွားဖို့အတွက်ပဲပြီးချင်းပြန်လိုက်အဲပြောရမယ်ဆိုရင်တော့လေဒီဘက်ကလည်းအရင်အားနာဘယ်လိုကြမ်းဖြစ်သွားရလဲဘယ်ကြောင့်လဲမသိဘူးအဲ့ဒါတော့အဲ့ဒီသူတွေပဲတိပါလိမ့်မယ်မရပါဘူးတက်တက်ဒါတော့ပြောလို့ရပါတယ်အကွဲရောမှာကျွန်တော်ကတော့ကျွန်တော် very great out တဲ့ပဲ found to ပါအဲ့တော့သူကမခံနိုင်ဘူးသူကမခံနိုင်ဘူး ခိုက်တဲ့နေရှိခဲ့ပါတော့ဒါပေမဲ့စီးပြီးပါတယ်အလုပ်ကိုအလုပ်နဲ့တူအောင်အကောင်းဆုံးလုပ်ခဲ့ပါအဓိကတော့လေတော့အခုလင်းပြောရင်တော့ဒီကားကြီးစတဲ့တော့မှာဆိုရင်လည်းဒါနာပြောလို့စတဲ့မျိုးဘက်ကလည်းဒါလေတော့ဆွဲလာတယ်ဒီကားကြီးရိုက်ချင်တယ်ဆိုတော့လေတော့အဲ့ချိန်မှာ brown jacket စီးပဲလေးတယောက်ကားထွက်ထားတယ်ထွက်ထားတဲ့ခါလေးရိုက်နေစေကလာဆိုတော့သူကလည်းအမြန်အာ ပဲနေပဲနေလေးမှာတကယ်ရိုက်ချင်တယ်အပြီးွားရင်တို့ဒီရုပ်တင်စနစ်ခါလေးပါပေါင်းစူးစမ်းချင်တယ်ဆိုတော့သူကလည်းပွင့်လင်းပြောတယ်ဘာတွေဘာတွေလုပ်လို့ရနိုင်လဲဘာတွေဖြစ်နိုင်လဲဆိုတော့အစားပြောတော့ကတော့ဟိုပွင့်လင်းပြောတော့တခြားအာရှတကယ် miss ဖြစ်ပါ့။ကမ္ဘောဒီးယား miss တွေရောဒီအဲ့လို miss တွေ ਨੇ အဲရိုက်ရိုက်ရိုက်မယ်ပေါ့အဲ့ဒီလည်းတော့ပြမယ်ဆိုပြီးတော့သူ့ကိုကမ်းလန်းလာဆိုတော့သူကလည်းအရင်ပြောပြီးတော့ဒီလိုပြောတယ်လို့ပေါ့နေအောင်လောက်ကြမယ်နေအောင်ကျွန်တော်ကဒီဒီနိုင်ငံကိုဒီနိုင်ငံထပ်ပို့ပြီးတော့တခြားလို့ ို့သွားကျင်တာပေါ့နော် market အရာပေါ့ဒီလိုမျိုးလုပ်ချင်တဲ့လူတယောက်အနေနဲ့ family ကတယောက်အနေနဲ့ဝန်တာပြီးတော့ဟာဝန်တာရခံလိုက်တာပေါ့ဆက်ခံလိုက်တယ်ဆိုတော့အဲရိုက်နေရင်းနေမှာလေဒီလိုငွေလေးအစားလို့ပြောတာဒီကတော့လို့ဖို့ကန်ပတ်အချင်းချင်းတချို့စီးလေးရှိရမယ်ပါလေဖြစ်လာတဲ့ကိစ္စလေးပေါ့ဒါပေမဲ့ဒီလိုအဲနေရာ တော့ပါတယ်နော်။နောက်အေးကျတယ်။ကျွန်တော်တို့ကပုံပြီးကိုကိုကျွန်တော်တို့ကတရားနဲ့တရားပုံပြီးနာတိသွားပါတော့။လူတွေကြောင့်ပုံပြီးပါ။ဟုတ်တယ်ဟုတ်တယ်။မရိုးရှင်းလို့ဆိုတော့ပုံပြီးသွားတာ။ဆိုတော့လီယိုအဲဒီထက်ပိုကောင်းတဲ့အဲဘာလို့ဆိုတော့ကိုယ်တိုင်လေလီယိုနှစ်ယောက်လုံးက production ကိုယ်တိုင်လုပ်နေကြတယ်။အဲပြီးတော့တခြားလီယိုဟိုတခြား production တွေတခြားအဲခြားပါတော့ဟိုကန်လန်းသူတွေနေလည်းမျိုးစကားပြောနေတာဆိုတော့ကိုယ်တွေလောက်ရမယ်အောင်လေးစီးလေးတွေဥမာထားပါဆရာ့ဆာလန်လေးတွေအစားပေါ့ဒီလိုတခြားလေးလောက်ရမယ်ဆိုတော့တော့ကလေးတော့ဒီလိုအဲဖြစ်ဖြစ်သွားတယ်ပေါ့နော် ဆိုဘောင်းဆိုဒီမှာဆိုရင်ဒီကလာပိုင်းနေအဲ့ဒီပိုင်းနေ post-production တွေဟာတော်တော်လေးသူအဲတိုက်ခိုက်သွားတဲ့ဟာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေအဲနည်းနည်းအမရသူအမရတော့ပါဒီကတော့ဒီ one night full set ကအော်တိုဘာ3ရက်နေ့တနင်္ဂနွေလုံးမှာရုပ်တင်မှာဖြစ်ပါတယ်ဆိုတော့ဒီကားလေးကတကယ်အကုန်လုံးမြို့ပြရှင်ပြီးပါဝင်မြို့ပြရှင်ပြီးတော့ကျွန်တော်ပြရတယ်အများကြီးစူးစမ်းထားတယ်ကြည့်ရတယ်တကယ်တန်စီမယ်လို့ကျွန်တော်လည်းကြည့်ရလို့ရှိရင်ကားကားအနေနဲ့ ပြောရှင်အဲခန်းစားချက်တွေပြည့်ရမယ်လို့ယူကြည်ပါတယ်ရှင်းနေလည်းအများကြီးပါတယ်ဒီရက်တဲ့ပုံလည်းပါတယ်ကပိတ်သက်တွေဘူးခေအခြေအနေနဲ့ပေါ့နော်ဆိုစိတ်အားငယ်နေလို့ပဲဖြစ်ဖြစ်မိသားစုတကယ်ချင်းတွေတော်တော်ပြေးမှကျွန်တော်ဖြစ်ဖြစ်ဆိုအဲ့ဒီအတွက်ရေးဆက်ပြီးအဲခန်းဒီထားတဲ့အခြေအနေနဲ့ပါတယ်ဒီလိရဲ့အလိုက်လည်းအများကြီးကြည့်ရမယ်ဒီမှာအများကြီးအားအားအားရဆိုအကြည့်ရမယ်လို့ရှင်းတာပါ။အဲဒီလေးတခြားလေးချက်ထားပါလေ။ပြီးတော့ဒီမှာဆိုရင်တကယ် အလုပ်မရရှင်တွေအများကြီးနဲ့ဒါဒီမှာတခြားလေးအပုံပေါ်ထားတာဆိုတော့ဒီကားလေးသူ့ရဲ့နေရုံတင်မှာတော့မယ်ဆိုတော့လာရောက်ပြီးတော့ချူပါလို့ပြီးတော့ဖိတ်ခေါ်ပါဦးရှင်။ကျေးဇူးပါ